အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောဒီလေးတနေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့မနက်မှတီးကြတဲ့မှာကျွန်တော်တို့ပွဲချိုတွေပွဲပြီးတွေကြီးပဲတည်နေတော့ဒါကျွန်တော်သတင်းလေးကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးလည်းကျွန်တော်တိတ်တိတ်ချာချာတော့မှပြောခွင့်မရခဲ့ဘူးလို့ပဲပြောရမယ့်အနေထားမှရှိတယ်။အဲမိတို့ပင်စူစီကမူလက်ရှိအနေထားရတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောစရာတွေလိုလာခဲ့ပြီးဖြစ်တယ်။လက်ရှိမှာဒါကျွန်တော်တို့ Tottenham Hotspur တင်းရဲ့နီးပြဟောင်းဖြစ်ခဲ့လို့ဒါကျွန်တော်လက်ရှိမှာဒါ Northern Forest ရဲ့နီးပြဟောင်း ောင်းဖြတ်သွားပြီဖြစ်တဲ့ Ash Poster Cock Glue ကိုတော့ဒါကျွန်တော်တို့ Dotan Force အသေးနေနဲ့ဒါကျွန်တော်တို့39ရက်အကြာမှာတော့ဒါနီးပြကိုထုတ်ပယ်ခဲ့ပြီဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဒါ Chelsea ပွဲအပြီး20မိနစ်ကြာမှာတရားဝင်3ရက်ဒါ Twitter စာမျက်နှာပေါ်မှာထုတ်ပြန်ခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ် Dotan Force လက်ရှိနီးပြရဲ့ဒါကျွန်တော်တို့နီးပြမှုဒါပိုင်ရှင်ရဲ့ American Nets ရဲ့ဒါကျွန်တော်စနက်တွေပဲလို့ပြောလို့ရမယ်အနေထားတစ်ခုကိုဒါလုံးဝညင်းစရာမလိုဘူးလို့ပြောလို့ရမယ် အဲ့ဒါအမှန်တမ်းပြောမယ်ဆိုကျွန်တော်ရဲ့နီးပြဖြစ်တဲ့ကျွန်တော်ဒါကြိုကိုရတဲ့သဘောကြဖို့ကောင်းလို့ဆိုစပါသင်းတွက်ဆိုဒါတကယ်ဆက်ကွက်နေတဲ့ကြာဖလားမိုးကောင်မှုကိုရက်တန့်ပြီးတော့နီးပြတယောက်နေနဲ့ကျွန်တော်အနေနဲ့ပတ်သက်ရင်တော့တကယ်ကို1နဲ့မီတာတော့100%အမှန်ပဲဒီနီးပြနေတဲ့ဒီထက်ပိုကောင်းတဲ့ယာယီနဲ့ပိုပြီးထိုက်တန်ခဲ့လို့ပြောလို့ရမယ်ဒါပေမဲ့ဒါရီကိုရန်ကသူ့ပြစ်တွေနဲ့မကင်းဘူးလို့ပြောလို့ရတယ်တော့မပါဘူး Edge Poster ကကူနေနဲ့ခုလက်ရှိမှာသူ့ရဲ့ဒါကျွန်တော်တို့ လက်ရှိကိုင်နေတဲ့ပုံစံသွားနေတဲ့ပုံစံမှာ ash boss ကိုကူနေတာ northern force ဆိုတဲ့နဲ့သူဘလို့မှမဖြစ်ဘူးသူတီးလို့ရတယ်ဒါကျွန်တော်ပြောနေတာဗျာ nuno aspirado santos စီစောက်ခဲ့တဲ့အသင်းကခန်းစစ်အာတန်တဲ့အသင်းသူကိုယ်တိုင်က attacking football ဖြစ်တဲ့အသင်းတစ်သင်းအဲ့ကြားထဲမှာသူအနေနဲ့ဘလို့မှလုံးလုံးမရခဲ့ဘူးဆိုတော့ပြောစရာလည်းမပါဘူးအဲ့တော့စပါအသင်းကိုသူရောက်ခဲ့တဲ့အချိန်မှာတုန်းကမှာစပါအသင်းနေတာကျွန်တော်လက်ရှိမှာ new year ဒီအပြောင်းရွှေ့မှာသူကိုယ်တိုင် new year ဒီအပြောင်းရွှေ့ကို handle လုပ်ခဲ့လို့ဒါဒါကျွန်တော်သူအနေနဲ့သူစိတ်စိတ်ကြစားသမားရဲ့သူ northern hospital အသင်းကိုသူအဲ့နှစ်မှာအဆင့်၅ရခဲ့တာကိုတွေ့ရမှာတယ်မှာပြောစရာဗျာသူဝယ် တာသူရောက်လာတဲ့အချိန်မှာ Nuno Espirito Santos လိုချင်ခဲ့တဲ့ဒါကျွန်တော်တို့ ကစားသမားဒီဂျီပဲဒါနိုရိုအက်စပီရိုဆန်တိုစ်လူချင်းတဲ့ကစားသမား formation တွေပြောချင်တာဗျနိုရိုအက်စပီရိုဆန်တိုစ်ရဲ့အသက်ကဘာလဲဆိုသူ့ရဲ့ cancer ပဲခန်းဆက်ကနေ counter transition ကိုအဓိကဆော့တဲ့အသင်းသင်းအနေနဲ့ကနေပြီးတော့လုံးဝတာ pure leader ကျွန်တော်တို့ attack and threat ဖြစ်သွားတဲ့အသင်းသင်းကိုဖြစ်သွားတဲ့အချိန်မှာတကယ်ကိုပြောစရာကြီးဖြစ်သွားခဲ့တယ်တကယ်နဲ့ခုနပြောသူအားလုံးရဲ့အပြစ်တွေကဒါကျွန်တော်အမြင်အပြောရမယ်ဆိုရင်နီးပြကွယ်လည်းအများကြီးပါပါတယ် edge posture ကော်ကူရဲ့အပြစ်တွေလည်းအများကြီးရှိခဲ့ပြီးမြဲတကယ်နဲ့နောက်ဆုံးတည့်ရခံကတော့ဒါကျွန်တော် americanness ကိုတိုင်းမယ် americanness ကိုတိုင်းကကျွန်တော်ကန်တန်းနဲ့နေလို့ဒီနေ့ဒါကျွန်တော်ရွာသီလောက်ကလေးကဒါ edge Postel Cock Glue ကိုလဲပစ်လို့ရတဲ့အနေအထားတစ်ခုကိုမလဲခဲ့ဘဲနဲ့သူ့နဲ့ Nuno Espirito Santos ကိုသူပေးပြီးထားခဲ့တယ်။ကျွန်တော်မှတ်မိပါသေးတယ်ဒါကျွန်တော်လက်ရှိမှာ Green နိုင်ငံရဲ့တနစ်တာအကောင်းဆုံးနီးပြစုကို Ash Postel Cock Glue ကိုဒါကျွန်တော် Americanness အနေနဲ့တက်ပြီးတဲ့အချိန်မှာ Colin Hala တွေက Americanness ကဒါကျွန်တော် Ash Postel Cock ကိုအဲ့ခရေကခေါ်ယူခြင်းလို့သိရတယ်မှာပါတယ်။အဲ့ဒီပွဲချင်းပါတဲ့အချိန်မှာတော့ကျွန်တော်တို့ဒါအပြောင်းရွှေ့ရသည်လည်းဖြစ်နေလို့ဒါလက်ရှိမှာအဲ့ခရေက Nuno Espirito Santos ကိုထုတ် Ash Postel Cock Glue ကိုခက် ခန့်ပြီးတော့သူအနေနဲ့ဒါကျွန်တော် Xbox တက် conclude ကြိုက်တဲ့ပုံစံမျိုးကိုအသင်းကိုတိဆောက်ပေးခဲ့မယ်ဆိုရင်တော့မှအဲ့လောက်ထိစိုးရွားမယ်လို့ကျွန်တော်အနေနဲ့မမြင်ဘူးဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ Nuno Espirito Santo ကိုင်နေတဲ့တစ်ဝက်တစ်ပြအသင်းကြီးကိုတိုင်ပတ်အောင်ထားခဲ့တယ်ပြီးရင်ဒါကျွန်တော် Xbox တက် conclude ကိုကိုင်နေ Xbox တက် conclude ကိုကိုင်နေချိန်မှာဒါအသင်းကဒါကျွန်တော်တော်တော်လေးကိုယိုင်နေနေပြီးတော်တော်လေးကိုတိုင်ပတ်နေတယ်ကစားသမားတချို့ကလည်းရှိမှာအသင်းမပြောင်းလို့ဘူးတဲ့အချိန်တချို့ကစားသမားတွေအသင်းကထွက်သွားတဲ့အချိန်တချို့ကစားသမားတွေလက်ရှိမှာဒဏ်ရာရနေတဲ့အချိန်မှာ Xbox တက် conclude လည်းသူဆွမ်းလောက်သူစူးစမ်းခဲ့မယ်ဘလို့မှမလုပ်ခဲ့အဲ့တော့လက်ရှိမှာကျွန်တော်သိတဲ့သူဟာလုံးဝကိုဒါကျွန်တော်တို့စံချိန်ဇိုးတွေကိုတင်ဆက်သွားခဲ့ ခဲ့တာဖြစ်တယ်ကိုယ့်ရဲ့နီးပြဟောင်းတဲ့တော့ကျွန်တော်မနိုင်ပြကျွန်တော်အရန်ဝင်နေတယ်ဘာလို့ကျွန်တော်ဒီ edge poster ကိုကိုယ့်ရဲ့ကျွန်တော်ကိုယ့်ရဲ့အသင်ဒါအဆင့်ဆက်ခွန်ဆိုတဲ့နေရာတစ်ခုရောက်သွားခဲ့ပြီမဲ့ဆက်ခွန်နဲ့နှစ်ကြာ fly မိုးကောင်မှုကိုသူကိုယ်တိုင်မဲ့ကျွန်တော်တို့အဆုံးသတ်ပေးခဲ့တာဖြစ်တယ်ဒါကိုကျွန်တော်အနေနဲ့ဘလို့မှညင်လို့မပြောကျွန်တော်ရဲ့တမိုင်းမှာဒီနီးပြကတရောင်းတနေရာကနေပါဝင်မှာဖြစ်တယ် Rotterdam Hotspur ရဲ့လက်ရှိမှာဒါ Europa League အများဆုံးအသင်းတွေကသတင်းဖြစ်အောင် edge poster ကိုကိုယ့်ကိုယ်တိုင်ကပဲထမ်းကြောင်းပေးခဲ့တယ်ဖြစ်ကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့နဲ့ Europa League တူတာဆိုလို့ဒါကျွန်တော်တိလောက်ကိုပြောမယ်ဆိုရင်တော့ Liverpool ပဲရှိရတဲ့နဲ့ Premier League မှာ Europa League အများဆုံးတွေကသတင်းဖြစ်အောင်သူပဲဒါကျွန်တော်ဆွမ်းဆ ောင်ပေးခဲ့တာဖြစ်တယ်အဲ့တော့ဟုတ်တယ်ပရီးမီးယားလိမှာသူ့ရဲ့လာလုတ်ပိုင်ခွင့်သူ့ရဲ့ဒါကျွန်တော်တို့သွားပိုင်ခဲ့ territory မှာအနေထားမှာဆိုတော့သူအားနေခဲ့တာအများကြီးအများကြီးမှန်ကန်ခဲ့တယ်ဒီမှာပါတယ်ဒါပေမဲ့ သူ့အနေနဲ့လက်ရှိမှာဒါ Ash Foster ကိုခု Americans အချိန်ပေးတယ်မပေးဘူးဆိုတာတက်ဆိုင်ကျွန်တော် personal မြင်မှာ Americans အသင်းကိုယ်တိုင်ကဒါကျွန်တော်ဖလားနှလုံးသုံးလုံးကိုတပြိုင်တည်းထဲဆော့ဖို့တဲ့ဘလူးမှာအဆင်တန်းရှိမနေဘူးလို့မြင်တယ်ပြောခုနကပြော Americans ကိုယ်တိုင်ကလည်းဒီနေရာမှာဒါ Morgan Gibbs လို့ case ကိုပြန်ပြီးပြောဖို့လိုလာခဲ့တယ်ဟော Morgan Gibbs လက်ရှိမှာဒါကျွန်တော်သိတာတယ်ဒီနေ့ရာသီအစကသူ့နဲ့စာချုပ်သက်သာချုပ်လိုက်ရတယ်တကယ်တော့နင်လန်းကလာဟိမှာဆိုမနစ်က Morgan Gibbs နဲ့ဂျင်းနဲ့စီလူကွာခြားသွားတယ်အဓိကဒါကျွန်တော်ကောလာဟာလာတတိယနေရာသူ့နဲ့သူ့အသင်းမပြောင်းခွင့်ရခဲ့တာကသူ့အတွက်ကတော်တော်လေးကိုထိခိုက်နေတာမှု ကြီးမားပြီးတော့တူဂရိုင်းကတော်တော်ဟော့စပါတင်းကိုတော်တော်လေးကိုပြောင်းရွှေ့ခြင်းခဲ့တာဖြစ်ပြီးတော့ Americanness အနေနဲ့ကျွန်တော်တို့ Morgan Gisbert ကိုဘလူးဒီများစီးုံလိုက်ပြီးအခုလက်ရှိမှာတော်တော်လေးကိုခြေစွမ်းကျသွားလဲဆိုတာကိုတော့ Kaya Cashin နေပဲသိရမှန်းနေထားမှာရှိတယ်။ဒါပေမဲ့လက်ရှိမှာ Ash Poster ကကတော့တမိုင်းတစ်ချောင်းမှာဒါ Premier League မှာဒါကျွန်တော်တို့တက်တန်းအတူဆုံးပါမက်နဲ့နီဂျာမိပါတယောက်ဖြစ်လာခဲ့တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာသူ့ထက်တာကျွန်တော်များတယ်ဒါကျွန်တော်တို့ဒါ51ရက်ရှိခဲ့တဲ့လူကတော့ဒါကျွန်တော် Charter ရဲ့ ဒီ Charles Adlerde ရဲ့နီးပြဖြစ်ခဲ့မှုတဲ့ Let's Free ဆိုတဲ့နီးပြကတော့ကျွန်တော်52ရက်ခံခဲ့တယ်ဒါပေမဲ့ Ash Foster ကကူကဒီနေရာကိုဒါကျွန်တော်ယူသွားခဲ့ပြီးတော့36ရက်အတွင်းမှာဒါကျွန်တော်လက်ရှိမှာပြုတ်သွားခဲ့တယ်ဒါတစ်ဖက်ရဲ့ဒါကျွန်တော်လက်ရှိဒါတတန်းအတူဆုံးဆန်ခြင်းကို2ရက်လောက်နဲ့ပဲကွာသွားခဲ့တယ်မှာပါဒါအောင်လက်ရှိမှာ Ash Foster ကကူကန်ကောင်းသွားခဲ့တာကဂျာတဲ့မှာဒါကျွန်တော်တို့ International Break ရှိသွားတာသူတော်တော်လေးကိုတကန်ကောင်းသွားခဲ့တယ်လို့ပြောလို့ရမယ့်အနေထားတစ်ခုကိုတော့ကျွန်တော်အနေနဲ့မြင်တယ်မိသူပင်စူစီကမှတကယ်တမ်းနင်းသားငါလားဟေးဆိုတဲ့ moment ဒီမှာတော့ဒါ Ash Foster ကကူကတော့ဒါကျွန်တော်အနေနဲ့ပြောမှာဆိုသူ့အနေနဲ့သူအေးစင် ားခဲ့တယ်နော်တော်တော်ဟော့စပါအသင်းလက်ရှိမှာသူ့အနေနဲ့အသင်းကထွက်သွားတဲ့အချိန်မှာဒါသူ့အနေနဲ့သူတစ်နှစ်သမုန်းနှစ်နှစ်လောက်နားတယ်မေးပြပါသူ့အနေနဲ့ဒါပရီးမီးယားလိဂ်ကိုပြန်လာမယ်ဆိုရင်တော့မှအကယ်၍သူ့နဲ့ဒါကိုက်ညီနိုင်တဲ့ profile ရှိနိုင်မယ်အသင်းကိုသူရွေးတယ်ကျွန်တော်သူ့ကိုဖြစ်နိုင်မယ်ဆိုသူ့အနေနဲ့ကျွန်တော်လက်ရှိမှာလာလီဂါသမုန်းစီးရီတို့မှာသူ့အနေနဲ့သူကျွန်တော်ဖြတ်သွားခြင်းဗျာပြောချင်တာဗျာဒါကျွန်တော်တို့တကယ်ပြောကြည့်မယ်ဆိုသူ့တို့ကဒါကျွန်တော်ဒီဟိုအထုတ်ခံရတယ်ကျွန်မရုတ်တရက်ကြည့်ရင်သူ့တို့ကမှားတယ်ဥစားရှိတယ်ဒါပေမဲ့လက်ရှိမှာ36ရာအတွင်းမှာသူ့ကပေါင်9တန်းရရှိခဲ့ဖြစ်တယ်စာချုပ်ဖြတ်သိမ်းခြင်းကိုဒါ Northern Force ဘက်ကပြီးချီယံဖြစ်ပြီးပေါင်9တန်းတိတိဒါစာချုပ်ဖြ ြတ်သိမ်းကြီးရော်ကြီးကိုဖိချရမယ်လို့သိရတယ်မှာပါလက်ရှိမှာ Notre First ပြည်သက်တွေက Ash Poster ကိုကူရဲ့လက်ရှိလက်စွမ်းကိုတော့တိတ်ပြီးသဘောမကျတာမှအကုန်လုံးကတချို့တွေကတော့လက်ရှိမှာဒါနဲ့ပတ်သက်ပြီးအချိန်နည်းနည်းထပ်ပြီးခြင်းတယ် ကျွန်တော်လည်းပြောမယ်ဆိုအချိန်နည်းနည်းလေးထပ်ပေးလိုက်ရင်တိတ်တော့မမအောင်အခုလက်ရှိမှာကျွန်တော်တိတ်လောက်ပြောမယ်ဆို Northern Forest ရဲ့ဒါနီးပြအနေနဲ့နံပါတ်1ပြေးနေတာကတော့ဒါကျွန်တော်တို့ Manchester ပေါ့တစ်ချိန်တစ်ခါကဒါကျွန်တော် Manchester City အသင်းကိုပထမဦးဆုံးဒါ Premier League လို့ပြန်လဲခေါ်ဆိုပြီးနောက်ပိုင်း Premier League ရအောင်ဆွဲဆောင်ပေးခဲ့တဲ့ Manchester ကိုလည်းခေါ်ယူဖို့တော့စိတ်ဝင်စားအဲ့တော့ကျွန်တော်နည်းနည်းပြောချင်တာရှယ်ရှယ်လေးပါလက်ရှိမှာတော့ကျွန်တော်တို့နီးပြတယ်ခင်ဗျာချိန်တော့ပြောင်းလိုက်ရတယ်ပိုင်ချင်းဒီဆောက်ချိုးနေဆိုရင်တော့ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးကျွန်တော်ပြောခဲ့သူပဲ Mercedes เนี่ยသူဒီဘောလုံးအသင်းသင်းကိုသူ့ ရဲ့ဒါကျွန်တော်ဟိုတစ်ခေါက်ကကျွန်တော်ဆွေးနွေးခဲ့တယ်သူရဲ့ဒါကျွန်တော်တို့အဲမာနကြောင့်ဒီအသင်းကိုသူထိန်းချောင်းပါလားအသင်းအောင်မြင်မှုကိုကြည့်ပါလားသူရဲ့ portfolio သူဘယ်လိုမှဒါမှမဟုတ်ခုနကပြောလို့ပဲသူအနေနဲ့ဒီအသင်းနဲ့ပတ်သက်ပြီးသူဘယ်လိုမှလက်ရှိပြဿနာကကျွန်တော်အနေနဲ့မြင်ကြည့်တာကတော့ Americanness ကိုတန်းကဒီအသင်းနဲ့ပတ်သက်ပြီးသူဟာစေတနာရှိရဆိုတော့သူအနေနဲ့ဒါပြဿနာပြတ်တာကျွန်တော်တို့သူအနေနဲ့ဒါငါဟာငါဒီအသင်းကိုလုံးနဲ့အာနာရှယ်ဆန်တယ်လို့မြင်တယ် ိုဒီကိုနဲ့အာနာရှယ်လက်အောက်ကမလွတ်နိုင်တဲ့ကောင်တွေဆိုအာနာရှယ်စန်တာကိုလည်းကောင်းကောင်းကြီးမြင်ခဲ့ရတဲ့သဘောမှရှိတယ်။ Ashports တက်ကောကူကဒီအသေးရတာကြောင့်ပြေးသွားပြီးနေကတရားဖြစ်ခဲ့တယ်။သူကိုယ်တိုင်းလည်းမှားခဲ့ပါတယ်ခုနကသူကောင်းမငင်းခဲ့ဘူးဆိုရင်တော့ဒီယာတူကသူကိုယ်တိုင်းယူစရာမလိုဘူးလို့မြင်တယ်။ဒါပေမဲ့ခုနကသူကိုယ်တိုင်းက Northern Force ဆိုတာသူလုံနိုင်လို့သူထင်ခဲ့လို့ယူခဲ့တယ်လို့ပြောလို့ရတယ်မှာပါတယ်။ဒါခုနကသူနေတာ press conference မှာကိုယ်တိုင်းကသူရဲ့ဒုတိယ season မှာ Northern Force ကသူနဲ့ဒါကျွန်တော်တို့ဒုတိယ season မှာသူ supply unit တဲ့လို့သူပြောခဲ့ပြီးတော့နောက်နေမှာပြုတ်သွားတာတော်တော်လေးကိုဝမ်းနေစရာတော့ကောင်းခဲ့တယ်။အဲ့တော့တကယ်တမ်းမျက်စမ်းစားကြည့်မယ်ဆိုတော့လက်ရှိမှာဒါကျွန်တော် Ashports တက်ကောကူကဒါကျွန်တော်ဖြစ်နိုင်မယ်ဆိုရင်နိုင်ငံသိဒါအရင် ်ကြီးရတဲ့မဟုတ်ပါမယ်အလှည့်လက်သင်းတွေဖြစ်တဲ့ဒါကျွန်တော်တို့အိုင်ယာလန်တို့ဒါကျွန်တော်တို့ဘယ်လိုလဲဒါဆွီဒင်တို့ဒီလိုလီးပြကျွန်တော်ပြောနေပြောနေတာလက်ရှိမှာဒါအီဆက်တို့ဘာတို့ ယူကရက်စတိုရှိတဲ့ဆွီဒင်တို့ပါလို့ဆိုရင်ဒါ Ash Poster Gogu နဲ့ဒီလိုမျိုးနေရာမှာနှီးသွားပြတဲ့နေလို့မြင်တယ်။ဒါကျွန်တော် personal အမြင်ပေါ့နော်။ဒါပေမဲ့ထပ်ပါလက်ရှိမှာ Ash Poster Gogu မှာယူခဲ့တာကတော့လက်ရှိမှာ Americans ကိုသွားယုံပြီးသူ့ရဲ့ဒါကျွန်တော်သွားအဲ့တော့လက်ရှိမှာသူ့နဲ့ဆန်ကျင်စုကြီးတင်သွားပြီ။ဒါ Prim Tottenham Hotspur တင်းနဲ့တို့တကယ်ကိုလှပတဲ့ဆန်ကျင်တစ်ခုသူတင်ထားခဲ့တယ်။စကွန်နီချာဖလာမူကောင်မှုကိုအဆုံးပြတ်ပေးနိုင်တဲ့နှီးပြတစ်ယောက်ကနေပြီးတော့လက်ရှိမှာ Premier League ရဲ့တက်တန်းအတူဆုံးနှီးပြတစ်ယောက်ဖြစ်သွားခဲ့တာတော့ကျွန်တော်တို့ကအင်မတန်မှဝန်နေကြကောင်းတယ်။ Google နဲ့ဒါကျွန်တော်ကိုကိုင်းနဲ့ပဲတက်မှုရိုက်ခဲ့လို့ပဲကန်ဒီဆိုပြီးမိုးတွေမှောင်နေတာလားတော့မသိပေမဲ့တကယ် ဲဝမ်းနေစရာကောင်းတဲ့ movement ဖြစ်သွားတယ်။ဒါပေမဲ့ခုနကကျွန်တော်တို့လက်ရှိမှာအားလုံးရတဲ့ကျွန်တော်တို့ပြဿနာတွေအကုန်လုံးက Americanness ကိုတိုင်ပါပဲ။ Americanness ကိုတိုင်ကဒါကျွန်တော်သူနဲ့အဆင်မပြေလို့ဆိုပြီးတော့ Nuno Espirito Santos ကိုထုတ်တယ်ဖြုတ်တယ်။ဒါကြီးကိုလောက်တာကိုကမှားခဲ့တဲ့နေသားမှရှိတယ်။နောက်ဆုံးပြခုနကပြောတယ် Nuno Espirito Santos ကဘာဆော့ပြရှိလို့ထုတ်အောင်ပါကျွန်တော်ပြော Nuno Espirito Santos နေတာလက်ရှိမှာဥရောပဝင်ငွေရခဲ့တယ်။ Nuno Espirito နေနေတာနောက်ပိုင်းခုနှစ်ဒီမှာဒါသူတို့ရဲ့အအောင်မြင်ဆုံးယာတီတစ်ခုဖြစ်ဖို့အတွက်သူတို့အကောင်းဆုံးကြိုးစားခဲ့တယ်။ဒါပေမဲ့တော့ခုနကပြောသလိုသူရဲ့ဒါကျွန်တော် ego ပေါ့နော်သူရဲ့မာနတစ်ခုကြောင့်မို့တာကောင်းနေတဲ့အရာတစ်ခုသူဖြတ်စည်းရတယ် တခါကျရင်ဘောလုံးပိုင်ရှင်တွေအုံနောက်မရှိရင်ပသိတသိင်းကဘလူးရန်လဲဆိုတဲ့ပြဿနာကဒါမျိုးကိုခင်ဗျားတို့အကြီးအကျယ်တွေးရမယ့်နေသားမှရှိရဆိုတော့အခုတော့ကျွန်တော်အနေနဲ့ဒါကတော့ပြသခဲ့တယ်ဖြစ်ဒါပေမဲ့ ျွန်တော်တို့ဝမ်းနေတယ်ခုနကပြောသူပဲလက်ရှိမှာ Northern Forest ရဲ့ဒါကျွန်တော်ပိုင်ရှင်နေဒါကျွန်တော်လက်ရှိမှာ Ash Poster Goggle Nuno Aspera တကယ်တမ်းခုနကထိခိုက်တာပြိတ္တတွေပဲပြိတ္တတွေကရင်ကွဲရတယ်ဗျာသိလားသူတို့အသင်ကိုကြည့်လက်ရှိမှာဒါကျွန်တော်တို့ပြန်ကြည့်မယ်နှစ်လသုံးလအတွင်းမှာဒါနီးပါးနှစ်အောင်ပြောင်းသွားပြီဒါ Manchester လို့နီးပါးမှုလာမယ်ဆိုတော့ပြောစရာဖြစ်ပေမဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုအသေးရတာကျွန်တော်လက်ရှိမှာ Transition ရတော့ Parliament ထားမှရှိတယ်ဒါပါဒါတော့ကျွန်တော်ဒါညီကွေနဲ့တူတာကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်ရဲ့ခံစားချက်နည်းနည်းလေးပြောပြဖြစ်ပါတယ်ဒါလောက်ပါပဲဘလုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတာပေါင်းကူညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမ ေးကြပါနဲ့။မြန်မြန်ကလစ်မှာမြန်မြန်နံဖြစ်ပါတယ်။အားလုံးကြွတူပါတယ်။ကောင်းမွန်တော်နေဒီနေ့ဖြစ်ပါစုမုံအောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပါပေါ့။ဒေးပါဗျာ။